တော်တော်ရှင်တွေအားလုံးတာလီစွာပါ Development Media Group DMG ရဲ့2025ခုနှစ်မေလ22ရက်နေ့အတွက်တရင်အသံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့အစီအစဉ်မှာတော့စစ်ကောင်စီပိတ်ဆို့မှုကြောင့်ကြောက်ပြူမှာထမင်းနဲ့မမဲသူတွေရှိလာတဲ့တရင်ရခိုင်မှာလူမျိုးဘာသာမရွေးတဲ့ကလေးတွေအခမဲ့ပညာသင်ကြားနိုင်ရဲ့လင်းရောက်ချေဖောက်ဒေးရှင်းလုပ်နေတဲ့အကြောင်း ရတိတောင်မှာစစ်ပေးရှောင်အမျိုးသမီး၄ဦးရေနဲ့တေဆုံးတဲ့အကြောင်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာသတင်းတွေကိုလည်းတင်ဆက်ပေးပါမယ်။ဒီအစီအစဉ်ကိုကျမမျိုးတီရီကျွန်းနဲ့အတူကိုအောင်မင်းမဥယီတို့ကပူပေါင်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့စစ်ကောက်စီပိတ်ဆို့မှုကြောင့်ကြောက်ဖြူမှာထမင်းနဲ့မမဲသူတွေရှိလာတဲ့တဲ့ရင်ကိုတင်ဆက်ပေးချင်ပါသေးတယ်။ ကြောက်ဖြူမျိုးနဲ့အုံတိုးနဲ့ဂုံးရွှင်ကျေးရွာကဒေသခံတွေကိုရွာပြင်မထွက်ရအောင်စစ်ကောင်စီကပိတ်ဆို့ထားတဲ့အတွက်ဒေသခံတွေမှာစားနပ်ရိက္ခာပြက်လက်မှုနဲ့ကြုံတွေ့နေကြရပါတယ်။အဲ့ဒီကျေးရွာနှစ်ရွာကိုကြောက်ဖြူတိုက်ပွဲစတင်ခဲ့တဲ့ဖေဖော်ဝါရီလကစလို့ဒီကနေ့အချိန်ထိ၃လကြိုကြာခရီးသွားလာခွင့်နဲ့ရိက္ခာတည်ယူမှုတွေကိုတင်းကျပ်စွာပိတ်ဆို့ထားတာလို့ကျေးရွာသားတွေကပြောပါတယ်။ အခုလိုပိတ်ဆို့ထားတာကြောင့်လက်လုံလက်စားတွေမှာထမင်းနဲ့မမှန်တို့တို့တချို့မှာအာဟာရပြက်လက်မှုတန်တဲ့ရင်ဆိုင်နေကြတယ်လို့ကုန်းရှင်ကျေးရွာသားတယောက်ကပြောပါတယ်။ကုန်းရှင်ကျေးရွာမှာအင်ချေ900လောက်နဲ့အုံတို့ကျေးရွာမှာအင်ချေ900လောက်ရှိကရွာအနေနာမှာစစ်ကောက်စီတက်စကန်တွေရှိပါတယ်။ကုန်းရှင်ကျွေရဟာခမရ၅လေးနှစ်တန်ရင်နဲ့တမိုင်လအကွာအုံတို့ကျွေရဟာအမှတ်၃၀နှစ်တန်ရင်နဲ့တမိုင်လအကွာမှာရှိပြီးတော့ကျွေရသားတွေကို စစ်ကောက်စီတပ်ဖွဲ့ဝင်တွေကအနှင်းကဲစောင့်ကြည့်ကရွာပြင်ကိုမထွက်ရအောင်ပိတ်ဆို့ထားတာလို့သိရပါတယ်ရှင်။အခါမှာလူမျိုးဘာသာမရွေးကလေးတွေအခမဲ့ပညာသင်ကြားနိုင်ရေးလင်းရောက်ရှိဖောင်ဒေးရှင်းလုပ်နေတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါပါ။ဒီခိုင်ပြေကစပေးဆောင်ကလေးတွေကိုအခမဲ့ပညာသင်ကြားပေးနေတဲ့လင်းရောက်ရှိဖောင်ဒေးရှင်းဟာဒီနှစ်မှာတော့ចောင်းတိုးရှက်ဖွင့်လှစ်ရေးအတွက်ငွေကြေးနဲ့တခြားအကူအညီတွေလိုအပ်နေတယ်လို့သိရပါဗျ။ လင်းအောင်ရှေဖောင်ဒေးရှင်းဟာပြီးခဲ့တဲ့နှစ်ကဗုံနှံကျုံမြို့နယ်ကစပေးဆောင်ကလေးတွေအတွက်စာသင်ကျောင်း9ကျောင်းတောင်းသား1200ကျော်ကိုစေတနာဝန်ထမ်းဆရာဆရာမ150ကျော်နဲ့ပညာသင်ပေးခဲ့ပါတယ်ဒီနှစ်ပညာသင်နှစ်မှာတော့ကျောင်းနှစ်ကျောင်းထပ်တိုးပြီးကျောင်းသား1500တိကိုလက်ခံပေးသွားမယ်လို့ပြောပါတယ်။အဲ့ဒီကျောင်းသားတွေထက်ကရခိုင်ခမီမရမာဦးရေ900ကျော်မြို့ကျောင်းသား400နဲ့မွတ်စလင်ကျောင်းသား400စင်းကိုကောက်ယူထားပြီးဖြစ်တယ်လို့သိရပါတယ်။ ပြည်ကနေကရခိုင်ပြည်တွင်းကနေရခိုင်မျိုးခမီចောင်းသားတွေကသာចောင်းလက်ခံခဲ့ပေမဲ့ဒီနှစ်မှာတော့မွတ်စလင်ចောင်းသားတွေကိုပါလက်ခံတင်ကြားပေးမှာဖြစ်တယ်လို့ဆိုပါတယ်ဒီလိုလို့ရတာဟာလူမျိုးဘာသာမရေရခိုင်ပြည်အတွင်းမှာကလေးတွေပညာတက်မြောက်စေခြင်းနဲ့ဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်တာလို့ပြောပါတယ်ပြည်ကနေထက်ထ iao တဲ့ပညာသင်ကြားမှုတွေပေးမှာဖြစ်တာကြောင့်အကူအညီတွေရရှိရတဲ့အတွက် campaign လုပ်ပြီးအလူခံနေတယ်လို့အသင်းတာဝန်ရှိသူတွေကဆိုပါတယ် ဒီကမ်ပိန်းကိုမေလ14ရက်နေ့ကစပြီးဇူလိုင်လ14ရက်နေ့အထိပညာအလှဝိုင်းဝန်းကူကမ်ပိန်းနဲ့နှစ်လတာပြုလုပ်နေတာဖြစ်ပါတယ်။စပိတ်ဆောင်ကလေးတွေဟာပညာရေးကဏ္ဍအပြင်ကျန်းမာရေးလူမှုပူလောင်ရေးကဏ္ဍတွေကိုလည်းဖြည့်ဆည်းပေးသွားမယ်လို့ဆိုပါတယ်။အဲဒါအပြင်အရင်ပညာသင်နှက်ကစေတနာဝန်ထမ်းဆရာဆရာမတွေကိုငွေကြေးထောက်ပံ့ပေးနိုင်တာမရှိခဲ့ပေမဲ့လည်းဒီနှစ်မှာတော့ဆရာတယောက်ရှင်းစီကိုဒီလမှာငွေကြေး9000စီထောက်ပံ့ပေးသွားမယ်လို့ပြောထားပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ ရသေတောင်မှာစစ်ပေးဆောင်အမျိုးသမီး၄ယောက်ရေနဲ့တည်ဆုံတဲ့အကြောင်းကိုလည်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်ရသေတောင်မြို့နယ်ရှင်ခါလီကျေးရွာမှာစစ်ပေးဆောင်အမျိုးသမီးငယ်၄ဦးမေလ27ရက်နေ့ကရေနှင်းမြို့တည်ဆုံသွားခဲ့ပါတယ်။သူတို့မှာအဲ့ဒီနေ့ညနေ၄နာရီကျော်မှကျေးရွာအနေကမြောက်အတွင်းရေရှိုးနေစဉ်ရေနဲ့တည်ဆုံသွားခဲ့တာဖြစ်တယ်လို့တတင်းရင်းမြစ်တအူးကပြောပါရတယ်။ တည်ဆုံသွားသူတွေမှာအသက်23နှစ်အရွယ်မထေဝင်ဦးအသက်15နှစ်အရွယ်မထေထေဝင် အသက်16နှစ်အရွယ်မငင်းငင်းလိုင်နဲ့အသက်20ကျော်အရွယ်မဇီမရှိတော်ဖြစ်ကြပါဗျ။တည်ဆုံသွားတဲ့အမျိုးသမီးတွေဟာစစ်တွေမြို့နယ်တင်ပုံတဲ့ကြေးရွာက ဖြစ်တယ်လို့သိရပါဗျ။လက်ရှိမှာစစ်တွင်မြို့နယ်ကဒေသခံအများအပြားဟာစစ်ကောင်စီနဲ့အေအေတို့အကြားတိုက်ပွဲပြင်းထန်စွာဖြစ်ပွားမှာကိုစိုးရိမ်တာကြောင့်အေအေထိန်းချုပ်နေမျိုးတွေကိုထွက်ပြေးတိမ်းရှောင်နေကြတာလည်းဖြစ်ပါရဲ့ရှင်။ မိခုမထတဲ့ရခိုင်ကစီပွားရေးလုပ်ငန်းတွေဥမော်လာမဲ့အကြောင်းကိုလည်းတင်ဆက်ပေးမှာပါရခိုင်တိုက်ပွဲနောက်ဆက်တဲ့စက်ကောင်စီရဲ့လေကြောင်းတိုက်ခတ်မှုအပြင်တခြားလုံခြုံရေးအာမခံချက်မရှိတဲ့အတွက်ရခိုင်ကဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေပြန်လည်စတင်နိုင်ဖို့မသေချာဘူးလို့ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေကပြောပါတယ်လန်ကီပိတ်ဆို့ခံထားရတာခုံစည်စီစင်းမှုနှောင့်နှင်းတာနဲ့အတူစက်ကောင်စီရဲ့လေကြောင်းအန္တရာယ်မင်းမြုံမိုင်းနဲ့စက်ကြံလက်နက်အန္တရာယ်စတဲ့လှုပ်ရှားရေးအခြေအနေတွေကဟိုတယ်နဲ့ခရီးသွားလုပ်ငန်းပြန်လည်ဆက်တင်ဖို့ရှင်းရှောက်မှုတွေရှိနေတာပါ။ အရခတတထိချုပ်ထားတဲ့ဒေတာဒီမှာလဲလွှေရေးအကြောင်းပြချက်ကြောင့်ဒီကနေ့ရှိန်တီဟိုတယ်တက်ခွန်ခအပါအဝင်ခရီးသွားလုပ်ငန်းတွေအလုံးရပ်တန့်နေပါတယ်။ဒါကြောင့်ခရီးသွားလုပ်ငန်းကိုမိခွန်နေရတဲ့တန်ရွဲ့ဒေတာခဏတွေကငပလီကန်ရှိကဟိုတယ်လုပ်ငန်းတွေမလဲပတ်နိုင်တဲ့အတွက်စာဝန်တွေရဲ့ခက်ခဲတွေနဲ့ရင်ဆိုင်နေကြရပါတယ်။ တန်တွဲမြို့နယ်ကဒေသခံအများစုကဟိုတယ်လုပ်ငန်းနဲ့ဆက်ဆက်တဲ့စားသောက်ဆိုင်အပြင် ခရီးသွားဧည့်သည်တွေကိုမိခိုနေရတဲ့ဈေးတယ်ဆက်လီသမားနဲ့ရိုးရာလက်မှုအယောင်ဆိုင်အမတ်တရပစ္စည်းအယောင်ဆိုင်တပိုင်းတိုင်းလုပ်ငန်းတွေဟာလည်းအားလုံးရတန်းလိုက်ပြီဖြစ်တယ်လို့ဒေသခံတွေကပြောဆိုကြပါတယ်ခင်ဗျာသတင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့အငင်းစားဘိုလ်ရှုပ်ရှုံထွန်းအောင်ရန်ကုန်မြို့မှာတပ်ဖြတ်ခံရတဲ့သတင်းပဲဖြစ်ပါတယ် စစ်ကောင်စီရဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှနိုင်ငံတော်လုံခြုံရေးနဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်တွေကိုတင် जा ပေးနေတဲ့ဗိုလ်ချုပ်ချုပ်ထွန်းအောင်ဟာတပ်ဖြတ်ခံရပြီးတည်ဆုံသွားခဲ့ပါတယ်။အဲ့ဒီအငိးစားဗိုလ်ချုပ်ဟာမေလ22ရက်နေ့မှာရန်ကုန်မြို့ A1 လမ်းပေါ်ကမင်းမင်းအင်ရှင်မှာပဲမြို့ပြပျောက်ကြားအဖွဲ့ရဲ့ပြစ်ခတ်မှုကိုခံခဲ့ရတာပါဗိုလ်ချုပ်ရှုထွန်းအောင်ကိုအရှင်အတိုကြအောင်စစ်ထောက်လန့်အတီးပြူပြီးတည်င်းအရှက်လက်ပေါ်အခြေခံက စုံစမ်းထောက်လှမ်းပေးတဲ့နောက်မရှင်ကိုအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့တာဖြစ်တယ်လို့ Golden Village Warring အဖွဲ့ကထုတ်ပြန်ထားပါတယ်။သူဟာအငိမ့်စားယူထားပေမဲ့လည်းစစ်ကောင်စီအတွက်စစ်ဘက်တင်ကြရဲ့အရာရှိအဖြစ်ဆက်လက်လောက်ကင်နေတာကြောင့်စီရေးပြမဲ့အဖြစ်သတ်မှတ်ခဲ့တာလို့လည်းဖော်ပြထားပါတယ်။လက်ရှိမှာဘိုလ်ချုပ်ရှိုးတွန်းအောင်ဟာနေပြည်တော် NDC တက်ကတော်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုဆက်လက်တင်ကြပို့ချပေးနေသူဖြစ်ပြီးတော့ 2020ခုနှစ်ကလေးကစစ်ကောင်းဆောင်ကဝနာကြိုထင်ပွေးတဲ့စိတ်ပေးအပ်ရှိမြဲခံခဲ့ရသူလည်းဖြစ်ပါရဲ့ရှင်။နောက်ဆုံးအနေနဲ့ဖားကန်တိုက်ပွဲကရဲ့ရွှေပြောင်းလှုပ်သားတွေစာဝန်နေရေးကြက်တက်လာတဲ့တဲ့ငုံတင်ဆက်ပေးအောင်ပါ။ဧပြီလတတိယဘက်ကစတင်ပြီးဖာကန်မြို့နယ်မှာစက်ကောင်စီနဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေတိုက်ပွဲပြင်းထန်နေပြီးအခုအခါမှာတော့ဒေသခံတွေဟာစာဝတ်နေရေးအကြက်တက်တွေဖြစ်နေကြတယ်လို့သိရပါဗျ ဖားကန့်မြို့နယ်အတွင်းရွှေကြောက်စင်းရှာတဲ့အလုပ်လုပ်ကင်တဲ့ရွှေပြောင်းအလုပ်သမားတွေဟာစိတ်ခုံမှုပေါင်းများစွာနဲ့ကြုံလာရတယ်လို့ဒေသခံတွေကပြောကြပါတယ်ကူခမှာတော့ကြောက်စိမ့်တူဖော်တဲ့ကုမ္ပဏီကြီးတွေရပ်တန့်ထားလို့အလို့အစင်မပြေတဲ့အပြင်ကုန်စင်တို့မြင့်တက်မှုတောင်ကိုပါခန်းစားနေကြရတာပါလက်ရှိဖားကန့်မြို့နယ်အတွင်းစံတဲအုပ်ငွေကျပ်တစ်သိန်းတစ်သောင်းစားအုံးစီတစ်ပိတ်သာကငွေကျပ်သုံးသောင်းတက်စီတစ်လီတာကငွေကျပ်တစ်သောင်းဝက်သားတစ်ပိတ်သာကငွေကျပ်၆သောင်းအထိစင်းတို့ရှိနေပါတယ် ဒီလိုအချက်တဲကြောင့်ရခိုင်ရွှေပြောင်းလုံတာတချို့ဟာနေရက်ကိုပြောင်းကြည့်ပေမဲ့ပြန်စည်းမှာတော့ငွေကျပ်30ကျော်အထိကုန်ကြတာကြောင့်နေရက်မပြောင်းနိုင်ဘဲတောင်းတင်နေကြတယ်လို့လည်းပြောကြပါတယ်။အဲဒါပြင်စက်ကောင်စီရဲ့လေကြောင်းတိုက်ခတ်မှုလက်နက်ကြီးပစ်ခတ်မှုတွေကိုလည်းတတိထားနေကြရပြီးစိုးရိမ်စစ်တွေနဲ့နေထိုင်နေကြပါတယ်ခင်ဗျာ။ဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရန်သားလိုက်ပါတယ်။ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ရှင်နေဆိုရင်တော့ အပေါက်66 839 643 633လုံချုံစိတ်ရှစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီအစီအစဉ်ကိုတလင်းလာနေကနေစနေနေ့အထိနေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ soundcloud.com မှာ DMG online radio လို့ရှာပြီးနားဆင်နေပါတယ်။နာတော့တာဆင်ကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။